တနေ့တော့ခါအချိန်ခီးသွားဆက်တိုင်းမချင်းတစ်ခုကိုတီထွင်လိုက်တဲ့မြန်မာလူငယ်တယောက်ဟာနိုင်ငံရဲ့အဖြစ်ဆိုးတွေကိုတွေးရင်းဝမ်းတဲ့စိတ်နဲ့ဒေါသစိတ်တွေပြည်လာပါတယ်။ငါတို့ရဲ့ဒုက္ခတွေကလွတ်လပ်ရေးယူခဲ့တဲ့အတိတ်ကစတာပဲ။ငါပြန်ပြင်ရမယ်လို့ဆုံးဖြတ်လိုက်တယ်။သူဟာ1940ပြည့်နှစ်ဝန်းကျင်ကိုပြန်သွားလိုက်တယ်။အဲ့ဒီအချိန်မှာမမကောင်းဆောင်လူငယ်တွေဟာအင်္ဂလိပ်နယ်ချဲကိုတော်လန်ဖို့ဂျပန်စီမှာစစ်ပညာသင်ယူဖို့လို့ဝတ်ပြင်ဆင်နေကြပြီးအဲ့ဒီလူငယ်30ဦးဟာနောက်မှာရဲဘော်၃ချိတ်အဖြစ်ထင်ရှားမဲ့သူတွေက ပြီးသွားလူငယ်ဟာရဲဘော်တုံးချိခဲကခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းထိုးစင်ခါကတခင်အောင်ဆန်းနဲ့တွေ့ဆုံပြီးအကျိုးအကြောင်းရှင်းပြပါတော့တယ်။ဗိုလ်ချုပ်ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကမြင့်မြတ်ပါတယ်။ဒါပေမဲ့ဂျပန်နဲ့ပေါင်းပြီးအင်္ဂလိပ်ကိုတိုက်ထုတ်လို့လွတ်လပ်ရေးရခဲ့ရင်တော့နောင်လာနောင်သားတွေအတွက်နှစ်ပေါင်းများစွာဒုက္ခသင်တရားတွေကြားရောက်ရမယ်ပေးဖို့မမြင်မိကြပါဘူး။ တခင်အောင်ဆန်းကနားမလဲစွာကြည်ပြီးကျုပ်တို့ကဂျုံဘွားကလူမျိုးကိုတိုင်းပြည်တိုးတက်ဖို့လုပ်နေတာပါလို့ဖြစ်ပါတယ်လူမျိုးရေးကလူလက်တစ်ခုလည်းမဟုတ်ပါဘူးဗိုလ်ချုပ်အင်္ဂလိပ်လက်အောက်မှာဆက်နေပြီးတကယ်စီကံရှိတဲ့အခြေခံကောင်းတဲ့ဒီမိုကရေစီစနစ်ကိုအားနည်းချက်တွေကိုတောင်းလဲရင်းတစ်ဖြည်းဖြည်းတည်ဆောက်တာကပိုကောင်းပါလိမ့်မယ်ဗီတိရှားရဲ့ဥပဒေတွေအထုံးမှုစနစ်တွေပညာရေးတွေကိုယူပြီးကိုယ်ပိုင်အခြေခံတွေနဲ့ပေါင်းစပ်ရင်းအင်္ဂလိပ်လိုတိုးတက်ပြီးစီကံရှိတဲ့ခမောက်ကိုနိုင်ငံတစ်ခုအဖြစ်ရောက်နိုင်ပါတယ်အခုလိုစစ်တိုက်တက်ထူပြီးတော့မှလွတ်လပ်ရေးယူတာကနိုင်ငံရေးအခြေအနေတွေကိုတည်ငြိမ်အောင် မထိန်နိုင်ပဲအပြည်ပြည်ဆိုင်ရာရဲ့လွှမ်းမိုးမှုတွေပြည်တွင်းပြည်ပပြည်ပခန့်တွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ထိုခီးသွေးလူငယ်ဤစကားများသည့်ဘူချုပ်အောင်ဆန်းဤအုံနောက်ထဲတည်င်းကိုဝင်ရောက်သွားသည့်အနာဂတ်ဤတက်တီတာတကများကိုလည်းပြသလိုက်သဖြင့်တခင်အောင်ဆန်းနှင့်ရဲဘော်တုံးချိတ်ခေါင်းဆောင်များချင်းချင်းတိုင်ပင်ကြပြီးလွတ်လပ်ရေးအတွက်စစ်တပ်ယူခြင်းလမ်းစဉ်ကိုဖျက်သိမ်းကာဒီတိရှာအစိုးရနဲ့ပူးပေါင်း၍တဖြည်းဖြည်းကိုပိုင်အုပ်ချုပ်ရေးနဲ့ဒီမိုကရေစီစနစ်အခွင့်အရေးများရရှိရန်အတွက်နိုင်ငံရေးနည်းလမ်းဖြင့်တောင်းဆိုသွားရန်ဆုံးဖြတ်လိုက်ကြသည်။ နှစ်ချောင်းဆက်ကြတော့ခါသူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်လာခဲ့တယ်မြန်မာနိုင်ငံဘုံမှာဟာပြည်တိရှာခရင်မြင်းရက်ကိုအတိမတ်ပြုတဲ့ Commonwealth နိုင်ငံအဖြစ်တည်ရှိလာခဲ့တယ်ပြည်တိရှာရဲ့အခြေခံကောင်းတဲ့ဥပဒေစနစ်စည်းကမ်းနဲ့ဒီမိုကရေစီစနစ်အောက်မှာမြန်မာကောင်းဆောင်တွေကနိုင်ငံရေးစီးပွားရေးပညာရေးပြုပြင်ပြောင်းလဲမှုတွေကိုအစဉ်အဆက်လှုပ်ဆောင်ခဲ့ကြတယ်စစ်တပ်ဟာလည်းနိုင်ငံတော်ကိုကာကွယ်ရုံသာမကစည်းကမ်းရှိပြီးနိုင်ငံရေးမှာဝင်ရောက်ဆက်ဖက်ခြင်းလုံးဝမရှိတဲ့ကျွမ်းကျင်ပညာရှင်တက်မတော်ဖြစ်လာခဲ့တယ်နှစ်ချောင်းဆက်ကြပြီးနောက်ရန်ကုန်မြို့ရဲန်ကန်ဟာ အရှိတောင်အာရှမှာစင်ကာပူစင်ကာပူလိုမျိုးအလွန်စီကားတုတ်တက်ပြီးစီကတ်ရှိတဲ့ကမ္ဘာအဆင့်မီမြို့တော်ကြီးဖြစ်လာခဲ့ပြီးအင်္ဂလိပ်စနစ်ကိုအခြေခံတဲ့ပညာရေးကြောင့်မြန်မာလူငယ်တွေဟာကမ္ဘာပဲနိုင်ငံရောက်ရောက်ခေါင်းပေါ်ရင်ကုန်နိုင်အောင်တက်မြောက်ထူးချွန်ခဲ့ကြတဲ့အင်္ဂလိပ်ဘာသာစကားကလည်းရုံသုံးတဲ့အကြီးကဘာသာစကားအဖြစ်ရောက်ရက်စွာအသုံးပြုလာခဲ့တယ်။ပြီးတော့လူငယ်ဟာသူ့ရဲ့စိတ်ကူးရဲ့အစီအစဉ်အောင်မြင်သွားတာကိုကြည်ပြီးပီတိဖြစ်နေခဲ့တယ်။တနေ့မှာသူဟာခစ်တည့်ရဲ့မျိုးဆက်တဲ့လူငယ်တယောက်အနေနဲ့မြန်မာနိုင်ငံရဲ့အနီးရောင်ပတ်စပို့ကိုကင်ပြီးလန်ဒန်ဝမ်ဒန်မြို့ကြီးစီထိထွက်ခဲ့တယ်။ ပိုးလေးချက်စင်စာပြီးအမှန်တော့ညာနေပါလေ။ဒါရီရတဲ့ဘူမြားညာရဲ့ကျန်းဒီစိတ်ရောက်တော့အင်္ဂလိပ်လူဝင်မှုကြီးကြပ်ရေးအရာရှိကသူ့ရဲ့ passport ကိုကြည့်ပြီးရင်းရင်းနှီးနှီးပြုံးပြပါ။ All checked and in order. Welcome to the United Kingdom. Thank you very much. My pleasure. Enjoy your stay, Mr. Ang. I will. Have a good day. You too, sir. သူဟာမိသည့်အနောက်ရှက်မှမရှိခေါင်းမော်ရင်ကော်ပြီးလန်ဒန်မြို့ထဲကိုဝင်ရောက်သွားနိုင်ခဲ့ပါတော့တယ်လေ။